နော်နေဟာတူလေးဖြစ်သူတောက်ဖို့ကိုကြည့်ပြီးတော့တကြပြောင်းလိုက်မိတယ်။အဖြူဆိုင်ចောင်းဝင်းဆောင်လေးနဲ့တောင်းတွန်းကန်ဒီမုံမိုးမပြတာကြောင့်စူပုတ်နေတဲ့တောက်ဖို့လေးကိုနော်နေတယောက်ချက်မဝါပါ။နော်နေဟာတောင်ကြီးမြို့ပုတ်ကလေးကဗန်တကူကဝန်ထမ်းတအူစေးမှလည်းဖြစ်ပါတယ်။နော်နေမှာငွေချင်းအမတအူတဲ့ရှိကနော်နေနဲ့သူ့ရဲ့အမဖြစ်သူဟာအသက်70ကျော်ကွာတယ်။နော်နေရဲ့ဖခင်ဟာအရင်တုန်းကတမဝါရမဝန်ထမ်းတအူဖြစ်ပြီးတော့အခုတော့အငိမ့်စားယူသွားပြီ။နော်နေ70နှစ်မှာနော်နေရဲ့အမဖြစ်သူ ိမ်နောင်ကြပြီးတော့ချစ်စရာကောင်းတဲ့တားဖူလေးကိုငွေဖွာခဲ့ပါတယ်။နွေနွေရဲ့အမဟာမေသူလို့အမည်ခေါ်ပြီးတော့မေသူဟာလည်းဌာနတခုကအစိုးရဝန်ထမ်းတို့ဖြစ်တယ်။ဌာနတို့ဝန်ထမ်းချင်းအိမ်နောင်ကြတာမို့လို့တားလေးမွေးပြီးတဲ့အခါမှာတော့တားလေးဟာမေသူရဲ့မိဘဖြစ်သူနဲ့ညီမဖြစ်သူနွေနွေလက်မှာသာကြီးပင်ငယ်ရှာတယ်။ဒါကြောင့်ပဲတားဖူလေးဟာမိခင်ဖြစ်သူမေသူထက်အတော်ဖြစ်သူနွေနွေကိုပို့ပြီးတော့ခင်တယ်တဲ့။တချို့ကတားဖူနဲ့နွေနွေကိုတားမိလို့ထင်ရတဲ့အထိနွေနွေကတားဖူလေးကို သူ့မသွားလျက်ကိုခေါ်သွားတတ်ပါတယ်။တာပုလီကလည်းညာအိတ်တက်ထိနွယ်နွယ်မှနွယ်နွယ်။ဒူရီချစ်ကတာအမီတွေလိုပဲအရန်ကိုတွေ့တာကြပါတယ်။အခုလည်းတာပုလီကြောင်းသွားကနေအတော်ပြည့်သူစီကနေဝုံဘိုးတောင်းပြီးတော့ကြည်ကြနေခြင်းဖြစ်တယ်။တိနွယ်တာပုကမိုးမိုးပေးကိုအခုကြောင်းကကထိန်နေပြီဆိုတော့ကထိန်ကြီးလည်းထက်ရအောင်ပါ။ခက်ဆဆုံနဲ့အဲ့လိုဆိုတော့တာပုဟာတောင်ကြီးမြို့အာတာခနဲ့ကြောင်းမှာစတမာတန်ကြောင်းသားလေးဖြစ်ပညာသင်ကြားနေပါတယ်။အရွယ်ကလူပြိုပေါအရွယ်ဖြစ်ပေမဲ့အခုထိ ခလေးပေါက်စားနေလို့ပဲအတော်ပြည့်သူစီမှာကပ်ပြီးတော့ချွဲတယ်။တောင်ကြီးမြို့ကျောင်းကထိန်တွေဟာအရန်ကိုစီကားပါတယ်။ကျောင်းနိုင်ကျောင်းနိုင်ကလည်းအပြိုင်ဆိုင်။ကထိန်မှာအယုတ်ပုံပရိသတ်ဝင်တွေပြုတ်လို့ပြီးတော့အဲ့ဒီပရိသတ်ဝင်မှာပဲငွေဆက်ကိုတွေခောက်ကကတ်တည်ကြပြီးကထိန်ခိုင်းတဲ့နေ့မှာတော့အိုးစီပုံပေါင်းနေပြီးကပရိသတ်ဝင်ကိုကျောင်းသားကျောင်းသူတွေကထမ်းပြီးတော့လှည့်လည်ကြတာမြင်ရသူအတွက်ကြည်နုစရာဖြစ်ပါတယ်။ဒီနေ့ဘယ်အားထကကျောင်းကဘယ်ပရိသတ်ဝင်က အလှဆုံးဟိတ်ဆိုပြီးတော့သူ့เจ้าကကြောင်ဂုံလဲယူကြတယ်။ကတိန်လဲတဲ့နေ့မှာတော့အပြူစိန်ចောင်းဝတ်စုံနေနဲ့လှဲ့လေကြသလိုအများကတော့ရိုးရာဝတ်စုံတွေကိုဝတ်ဆင်ကြတာကများတယ်။တိုင်းရင်းသားအများဆုံးနေထိုင်ကြတဲ့တောင်ကြီးမြို့မှာတော့မမီးတို့ဒေသကြီးရိုးရာဝတ်စုံကိုတန်ဖိုးထားပြီးတော့ဝတ်ဆင်ကြတယ်။ကတိန်လှဲ့ပြီးတဲ့အခါမှာတော့တောင်ကြီးမြို့ဆူနာမနိဇေယီတော်ကိုចောင်းသားចောင်းသူတွေကအုပ်လိုက်ဖျားဖို့ရင်ဆူနာမနိဇေယီတော်ရင်ပြင်ကျင်းမှာသံဆောင်နိုင်ပွဲတော်ဆိုင်ခန်းတွေကိုသွားရောက်လေပတ်ကြပါတယ်။ အခုလဲ၆တန်းចောင်းသားလေးတာဖို့တရားကထရင်တို့ကတကြွနေပါတယ်။ကဲရောက်တာဖို့တီနှဲကတာဖို့အတွက်မုံမုံ200ကထရင်ကြီးက900ចောင်းရောက်ရင်ပတ်စံကိုဆရာမစီတခါတည်းပေးဟိုတခါတုန်းကလို့ပတ်စံပြောက်လို့ကတော့တီနှဲထပ်မပေးဘူးနော်။မုံကရေကကြောင်းနဲ့ဝယ်မစားနဲ့ကြားလာ။ဒီလိုဆိုပြီးတော့ပတ်စံ900ကိုသူ့ဖြစ်သူစီကိုပေးလိုက်ပါတယ်။တာဖို့ဖြစ်သူမျက်နှာလေးကဝန်းလက်သွားတယ်။ဒါမှတီနှဲကွာ။တာတာကလေတီနှဲကိုအဲ့ဒါကြောင့်ပို့ချက်တာ။ တင်ွယ်ယောက်ျားမယူရဘူးနော်တသားကိုပဲချစ်ရမှာတင်ွယ်ယောက်ျားယူရင်တင်ွယ်ကသားကိုချစ်ရတော့မှာမဟုတ်ဘူးဒီလိုဆိုပြီးတော့ရည်ပြန်တယ်အမလီမောင်မင်းကြီးသားရဲ့နေငါးစီကကလုံလို့သူများတွေငါ့ကိုခလေးမေးထင်ပြီးတော့ကြိုက်မဲ့သူကိုမရှိတော့ဘူးဟဲ့ဒီလိုဆိုပြီးတော့သားဖူပါလေးကိုစွန့်ညစ်တယ်ဟဲ့ဟိုတူရင်းနေရောသွားစရာရှိတာမတော်ပဲနဲ့ဘာတွေတွတ်ထုံးနေရလဲသွားကြတော့နောက်ကျနေမယ်ဆိုင်ကယ်လေးဖြည်းဖြည်းစီးကြအောင်ရရရဲ့မိခင်အော်တန်ဟာတူရင်းနှစ်ယောက် ဆိုင်ကလေးဆက်နှုတ်ပြီးတော့ထွက်လာတဲ့တီချန်ခဲ့တယ်။နွယ်နွယ်ဟာတားပူလေးကိုကြောင်းရင်ပို့ပြီးမှဘန်ကိုသွားတယ်။နွယ်နွယ်တို့ကတောင်ကြီးမြို့မင်္ဂလာဦးရက်ကွက်မှာရှိတဲ့တိုက်ချောက်လုံးဝန်ထမ်းအင်အားရှိတဲ့အခန်းတစ်ခုမှာနေထိုင်ကြပါတယ်။မိသူတို့ကတော့တောင်ကြီးမြို့ဝါပြရက်ကွက်လေးမှာကိုပိုင်အင်လေးနဲ့နေထိုင်ကြတယ်။တားပူလေးကြောင်းစီပြီးရင်တော့ကျောင်းထဲမှာရှိတဲ့ကျူရှင်ကိုသွားရောက်ပြီးကျူရှင်စင်းကြီးမှလည်းနွယ်နွယ်ကပဲလာကြိုးတယ်။တားပူရဲ့မိခင်နဲ့အားတက်ကနေကျောင်းဟာနေပေမဲ့ တာဘူးကအတော်ပြည့်တုံနေနေအိမ်မှာဒါနေတာကများတယ်။ကျောင်းပရက်မှာဒါနေရင်ဖြစ်သူစီကိုပြန်တတ်ပါတယ်။ကျောင်းကရင်အတွက်ကျောင်းသားတွေဟာအလုံးရှုံနေတယ်။တာဘူးတို့ခန့်အတွက်ကရင်အယုတ်ပြုတ်လို့တဲ့အိမ်ကကျောင်းထဲနေတဲ့အတန်းကောင်းဆောင်မြထုံးရဲ့အိမ်ဖြစ်တယ်။အာတာကနေနောက်ဘက်မှာတော့ဘောလုံးကွင်းရှိရာဘောလုံးကွင်းရဲ့အနီးမှာကျောင်းတက်တဲ့နောက်မှာတော့ရေကန်ကြီးတစ်ကန်လည်းရှိတယ်။အဲ့ဒီရေကန်ဟာမကြာခဏဆိုသလိုကလေးတွေယနေ့တည်းအားလူစားတယ်လို့နာမည်ကြီးတဲ့ကန်တကန်လည်းဖြစ်ပါတယ်။ ကထိန်အတွက်အယုတ်တွေပြုလုပ်ဖို့အတွက်တာဘူးနဲ့တငယ်ချင်းတွေညနေကြောင်းစင်းတဲ့အခါမှာတော့အဲ့ဒီရေကန်ဘက်ကိုဖြတ်ပြီးကထိန်ရုပ်လုံးမဲ့အတန်းကောင်းဆောင်ညာထုံးအိမ်ကိုသွားကြတယ်။ဘောလုံးခွဲမှာဘောလုံးကတ်နေကြတဲ့ကြောင်းသားတချို့လည်းရှိတယ်။တာဘူးတယောက်ရေကန်ကြီးဖြတ်သွားတော့ရေကန်ထဲမှာကိုရန်ကြောင်းသားအွယ်လူငယ်တို့၃ဦးရေကူးနေတာတွေ့ရတယ်။ရေကန်ကကြဲပြီးတော့ကန်ရဲ့ဟိုဘက်ချက်မှာဘသူဘဝဆိုတာမတက်ကြွယ်ဘူး။အဲ့ဒီဘက်ငင်းနေနေနဲ့ရှောက်နေတဲ့တာဘူးနွားချေပုံကိုတန်နေမိတာကြောင့် တငယ်ချင်းတွေကဝိုင်းကြတယ်။မင်းတို့သွားနေကွာ။ငါရေကန်ထဲမှာသွားပြီးတော့ခြေတော့ရေသွားဆေးလိုက်အောင်မယ်။ဒီလိုဆိုပြီးတော့ရေကန်ဆက်ဘက်ကိုရောက်လာတယ်။ရေကန်ထဲကရေနဲ့ခြေတော့ကိုဆေးလိုက်ရအေးစိမ့်သွားတာမို့လို့တားဖို့စိတ်ထဲမှာဟာရေကဒီလောက်အေးနေတာဟိုအကိုကြီးတွေရေကူးနေတာမအေးဘူးလားမသိဘူး။ဒီလိုတွေ့နေတော့ဟဲ့အောင်တားဖို့မျိုးကျော်ရေလာကူးပါလားကွာ။ပျော်စရာကြီးကွာ။လာခဲ့ကွာ။ ရေကူးနေသူ၃ယောက်ကလန့်ခေါ်တယ်။ဟာငါရဲ့အိမ်နံပါတ်ရောကျောင်းနံပါတ်ပါသိနေပါလား။ဘသူတွေပါလဲ။ဒီလိုတွေးပြီးတော့တော်ပြီဗျအန်တီစပလိမ့်မယ်မလာတော့ဘူးတာ။တားကကထိန်သွားရအောင်မကိုကြီးတို့ပဲကူတော့ဒီလိုအပြောလိုက်ပါတယ်။ဒီချိန်မှာနွားကျောင်းနေတဲ့ဦးလိုကြီးတယောက်ကတားဖူးကိုတွေ့သွားတယ်။ဟဲ့ကောင်လေးဘာရီအော်နေရလဲကွဘသူရှိလို့လဲ။ဒီလိုမေးတဲ့ခါမှာဟိုမှလေဗျာအကိုကြီးတောင်းရောက်ရေကူးနေနေတဲ့ ငါကိုခေါ်နေတယ်။ဒီလိုပြောတဲ့အခါမှာအဲ့လူကြီးကမျက်နှာပြတ်သွားတယ်။အခုတလောကန်အောင်နေတာ။ကန်အောင်ပြီးလူတည်တတ်တယ်။နောက်ဆိုမင်းဒီကန်နာကိုဘယ်တော့မှမလာနဲ့။ဒါရင်ငါရိုက်ထုတ်မှာ။ဒီလိုဆိုပြီးတော့နွားကြောင်နဲ့တုံးနဲ့ရိုက်မဲ့ဟန်လောက်တာကြောင့်တားဖို့လေကြောက်လန့်ကြနဲ့ပြေးလာတယ်။နွားကြောင်သားဦးလေးကြီးကကန်ထဲမှာရေကူးနေတဲ့လူတယောက်မှမရှိတာသိပေမဲ့ခလေးလန်းသွားမှဆိုတာကြောင့်လူမရှိဘူးလို့မပြောဘဲနဲ့ခြောက်လှန့်ခြင်းဖြစ်ပါတယ်။ဒီရေကန်ဟာမာယာများလာပြီ။ အခုတလောညာဘက်ဒီမှာကန်အော်တန်းနေကြားနေရတယ်။တာဖို့စိတ်ထဲမှာလေးလံပြီးတော့ကန်ထဲကရေကူးနေသူတွေရဲ့ခေါတန်းတွေပိတ်တယ်ထပ်နေတယ်။ညာထုံးအိမ်ကိုရောက်တာနဲ့ကျုပ်ဖုံးတွေ့တယ်။ညာထုံးငါတီနွက်စီဖုံးဆက်အောင်မယ်ကွာ။ဟယ်လိုဘန်ကလား။ဒေါ်နွဲ့နွဲ့မျိုးနဲ့စကားပြောချင်လို့ပါ။ဟယ်လိုတီနွဲ့တားပါဗျ။တားတို့ဒီနေ့ကထိန်ပတ်စံတွေခောက်ရအောင်မလို့တားမမေအိမ်မပြန်အိတ်တော့မယ်။အခုညာထုံးအိမ်မှာစိတ်ချတော့ဒါပဲတော့တီနွဲ့ ဒီလိုပြောဆိုပြီးတော့ဖုန်းချလိုက်တယ်။ညထောင်းကကြော်မျိုးမင်းနေမကောင်းဘူးလား။မျက်နှာကမတာမရနဲ့မေးရကောင်းပါလေလို့ပြောပြီးတော့ငုံငိုင်းဖြစ်နေတယ်။လွန်နေဖုန်းချလိုက်ပြီးတော့ဂျင်းထဲမှာတမျိုးကြီးခံစားရတယ်။တခါတည်းရန်တာဖို့ကအဲ့လိုဖုန်းဆက်အကြောင်းကြားပြီးရင်သူ့ရဲ့မိခင်အိမ်ကိုပြန်သွားတတ်တယ်။သူ့မိအိမ်ကလည်းမဝေးတာမလို့စိတ်တော်ချရတယ်။ဒီလိုတွေးပြီးတော့အလုပ်တွေကိုဆက်လုပ်တယ်။တာဖို့တယောက်ပတ်စံခေါက်နေနဲ့ ရေကန်ကြီးစီကိုလည်းတစ်ခေါက်ထပ်ပြီးတော့တွားကြည့်ခြင်းနဲ့စိတ်တွေထိမရအောင်ဖြစ်လာတယ်။ဟိုရေကူးနေတဲ့၃ယောက်ကဘာလုပ်လဲ။တာပူတယောက်လွယ်လေးကောက်လှည့်ပြီးတော့ညထောငါပြန်တော့မယ်ကွာ။နေလို့သိမ့်မကောင်းဘူး။ငါပြန်တော့မယ်ပြောပြီးတော့ထွက်လာတယ်။နွားเจ้าသားဦးလေးကြီးကိုလည်းကြောက်ရတာကြောက်ဘယ်သွားရမလဲလို့မဝင့်မရဲ့ဖြစ်တယ်။ရေကန်သွားလမ်းကိုရောက်တဲ့အခါမှာတော့နွားရောနွားเจ้าသားဦးလေးကြီးရောမတွေ့ရတော့ဘူး။ ။ဒါကြောင့်စိတ်ထဲမှာဝမ်းသာသွားတယ်။ဘောလုံးကန်တဲ့သူတွေလည်းမရှိတော့ဘူး။သူ့ရေကန်ကြီးဘက်ကိုကြည့်တော့ခုနတောင်ယောက်ဟာရေကူးနေတော့မယ်။သူ့ကိုတွေ့တော့အားရဝမ်းသာနဲ့လက်ပြခေါ်ကြတယ်။သူလည်းရေကန်ရဲ့နီးရကိုချင်ကပ်သွားတယ်။ညီလေးရေလာကွာဒီဘက်ကိုလာကွာရေကတိတ်နေလေဒီမှာတွေ့လား။ဒီလိုပြောပြီးတော့သူ့ကိုမတက်ရက်ပြတဲ့အခါရေကသူတို့ပေါင်လေလောက်သာရှိတာကိုတွေ့ရတယ်။ဒီတော့တားဘူးလေ။လွယ်ဤကလေးကိုကန်ဆက်မှချပြီးတော့ ရေထဲကိုဆင်းလိုက်ပါတယ်။ရေထဲကိုဆင်းလိုက်တာနဲ့အဲဒီလူငယ်၃ယောက်ဟာပျက်ပျော်ရွှင်ရွှင်ပဲတာဖူးစီကိုကူးခတ်လာတယ်။တာဖူးရှိကိုထတ်တူလိုက်ရာကန်ရဲ့ဂျိုင်းကွက်နေရာကိုခြေချမိပြီးတော့လူကဟန်ချက်ပြက်လို့ရေထဲကိုကျသွားတယ်။တာဖူးရေထဲမှာပြာနှမ်းနေတဲ့မျက်နှာကြီးတစ်ခုကိုတွေ့ရပြီးအယံကိုကြောက်လန့်သွားကပြန်ထမယ်လို့မှပဲမမြင်ရတဲ့ယာတွေကတာဖူးကိုရေကန်ထဲကိုဆွဲချသွားပါတယ်။တာဖူးနားထဲမှာတော့လူတိုးပြီးဟဲ့ ငါတို့လူရပြီဆိုတော့လှိုင်းတန်ကြီးနဲ့အော်တန်တွေကိုကြားပြီးတော့အသက်ရှူကြက်လာကတီနယ်သားကိုကဲပါလို့ရေရွတ်ပြီးအမင်းအာယုံတွေဟာအမောင်လွှမ်းသွားပါတယ်။တခင်မဲ့သွားတဲ့လွယ်ကလေးနဲ့ဖဏတည်းဟာကံရက်နဘေးမှာအထီးကျန်သွားတဲ့တခင်ကိုစောင့်မျှော်နေတယ်လို့နွယ်နွယ်အိမ်ကိုရောက်တော့စိတ်ပင်ပန်းလွမ်းလာကြောင့်မိခင်စီကိုတားဖို့ဖုံးဆက်အကြောင်းကြားကပြောတာတွေကိုပြောတယ်ပြီးတော့အဲ့ရတဲ့ဝင်ပြီးတော့မှီးတယ်။တီနယ်သားကိုကဲပါ ပြာနှမ်းနေတဲ့မျက်နှာနဲ့သူမကိုအနည်းကလာကြည့်ကအော်နေတာမို့လို့တားဘူးဆိုပြီးလန့်ပြီးတော့អော်လိုက်မိတယ်။ဟေးငါမှီးကနေအိပ်ပျော်ပြီးတော့အိမ်မဆိုးတွေမှတ်နေပါလား။နွဲ့နွဲ့တယောက်သူ့ဘခင်ကအိမ်ရှိကမ်းမှာရှိတဲ့ပလက်ကလေးတိုင်းမှာငိုင်မီးနေပြီးတော့လူရိတ်တွေ့လို့မျက်စိဖွင့်ကြည့်အောင်မြေပြစ်သူတားဘူးတကောလုံးရေတွေဆိုးရွှဲပြီးတော့သူ့ကိုတွေ့တွေ့ကြီးစိုက်ကြည့်တာကိုတွေ့ပြီးတော့လန့်သွားတယ်။မြေးလေရေတွေဆုံနေပါလားကွ။မိုးလည်းမရပါနဲ့။ဒီလိုပြောတဲ့အခါမှာ တားဖို့ကဘာစကားမှမဆိုပဲနွဲ့နွဲ့အခန်းထဲကိုပြေးဝင်သွားတယ်။နွဲ့နွဲ့ကလည်းအခန်းထဲကအလန့်တကြားပြေးထွက်လာတော့တားဖို့ကနွဲ့နွဲ့ရဲ့ခနာကိုယ်တွေကဖောက်ဝင်ပြီးတော့အခန်းထဲဝင်သွားတာကိုတွေ့တော့မှလက်ထဲကစိတ်ပဋိထောင်လွတ်ကျသွားခဲ့တယ်။သမီးနွဲ့နွဲ့အစောတုန်းကတားဖို့အကြေကြီးអော်လာလားဒီလိုမေးတဲ့အခါမှာဟုတ်တယ်ဖေသမီးမေးကနေအိပ်ပျော်သွားတော့အိမ်မဆုံးမှလို့ပြေးထွက်လာတာတားဖို့တားဖို့အပေးစီသမီးဖုံးသွားဆက်လိုက်ဦးမယ် မမစီတော့ညက်နေတားဖို့ဆက်လာကြတဲ့ကဆက်ထားတယ်။ဒီလိုဆိုပြီးတော့တာရှိကဖုန်းစံလေးစီကိုအလှိမ်ပြန်သွားတယ်။ဟယ်လိုကိုသိန်းကျော်တားဖို့အိမ်ပြန်ရောက်ပြီလား။ဟင်ဟုတ်လား။ဒါဆိုသူ့သူ့တငငချင်းမြထုံးအိမ်ကိုသွားကြည့်လိုက်ပါလား။အခုပဲသွားလိုက်မယ်ညီမ။ဒီဆိုင်ကပဲစောင့်မယ်။ဖုန်းပြန်ဆက်ပြပါ။ဒီလိုဆိုပြီးတော့ဖုန်းစံလေးမှာရှိတဲ့ခုံလေးမှာနွယ်နွယ်ထိုင်ဆောင်နေ။တာပူရဲ့ဖခင် ကိုသိန်းကျော်စီမှာလက်ကင်ဖုန်းရှိလို့တော်သေးတယ်။နွယ်နွယ်ရဲ့မိခင်ကလည်းနွယ်နွယ်ရှိရကိုလိုက်လာပြီးတော့ တာမီနှစ်ယောက်ဖုံးပြန်ခေါ်လာမယ့်ချိန်ကိုစောင့်နေဖုံးဝင်လာတဲ့ညောင်းဖုံးဆိုင်ကမင်းကလေးကဖုံးကောက်ကိုက်နေဟယ်လိုဟုတ်ကဲ့ရှိပါတယ်ခဏကိုင်ထားပြပါဒီလိုဆိုပြီးတော့မတ်နွယ်ဆိုကစကားပြောခွက်လေးကိုနွနွယ်စီကိုပေးလိုက်တယ်နွနွယ်ကစကားပြောခွက်လေးကိုအလင်းစလို့ယူတယ်ဟယ်လိုမမဟင်ဟုတ်လားတော်တော်ကြာပြီမမတားပုလေးကိုတွေ့အောင်ရှာမယ်ဟုတ်မမနွနွယ်ကိုပဲလာခဲ့မယ်ဒီလိုဆိုပြီးတော့ငိုတယ်မမေမမေအိမ်ကဆောင်တယ် ဖေဖေကကျမ်းမာရေးကောင်းတာမဟုတ်ဘူး။တာပုလည်းညနေကလေးကတုတ်တငငချင်းအိမ်ကနေအစောကြီးပြန်သွားတာတဲ့။အခုကမောင်းတော့မောင်းနေပြီ။တမီးမမတို့စီကိုသွားလိုက်အောင်မယ်။တာပုကိုတွေ့အောင်ရှာမယ်။မမေအိမ်ကနေဆောင်းပါ။မမေမြေးလေးအန်နေရဲ့ကင်းအောင်လို့ဆူတောင်းပေးပါ။ဒီလိုဆိုပါအိမ်ကိုတာမီးနဲ့အောင်အမြန်ပြန်ပြီးတော့နွယ်နွယ်ကဆိုင်ကေကိုထုတ်တယ်။တမီးတာပုကိုရေကန်ရိုင်းထဲမှာရှာကြည့်ပါ။ခလေးဆိုတော့ရေဒီပါတီစင်းစော့တာလည်းဖြစ်နိုင်တယ်။ဒီလိုပြောပြီးတော့နွယ်နွယ်အဖေရဲ့အတန်းအားတုံရင်းနေတယ်။ နွယ်ကောင်းချင်းပြပြီးတော့ဆိုင်ကယ်ကိုမေသူတို့အိမ်ကိုဥတီတယ်။ဟိုရောက်တော့လေမယားနှစ်ယောက်နဲ့တူတူညာထုံးရမိဘနှစ်ပါးကိုပါတွေ့ရတယ်။နွယ်တို့ဟာညာထုံးကိုတိတ်ချမေးပြီးတော့အဲ့ဒီပတ်ဝန်းကျင်မှာတာပူးရဲ့ပုံစံနဲ့ဘယ်ရက်သွားတယ်ဆိုတာတွေ့မိကြလေဆိုမေးရ။ရေကန်ပတ်လမ်းမှာတွေ့တယ်လို့အဖြေရတာကြောင့်ဓာမီတင်နဲ့ရေကန်နီးကိုရှာဖွေကြပါတယ်။တွေ့ပါပြီ။တာပူးရဲ့လွယ်အိတ်နဲ့ဖက်နှက်ကလေးမေသူနဲ့နွယ်တို့ညီမနှစ်ယောက် တဦးကိုတူဖတ်ပြီးတော့ငုံကြတယ်။နောက်ဘူးရဲ့ဖခင်ဟာဖုံးနဲ့အရန်မိသက်တက်ဖွဲ့နဲ့အသိအဖွဲ့တချို့စီအကူအညီတောင်းပြီးတော့ကံထဲမှာညာတွင်ချင်းတာဖို့ကိုရှာဖွေတယ်။အဲ့ဒီနေနပဝင်းချင်းကလူများလဲလာရောက်ကြီးစုကြပြီးတော့ညာတွင်ချင်းမဲ့ဒီတိုင်းဟာတမျိုးလုံးကိုပြန့်နှံ့သွားတယ်။မေသူတယောက်ငုံရင်းနဲ့တတိလက်လွတ်ဖြစ်သွားတာကြောင့်စေကန်းကိုခေါ်သွားတယ်။တာဖို့ရဲ့ဖခင်ကတားကိုရေကန်ထဲမှာတွေ့ရဖို့ရေးပြရာခတ်နေတယ်။ညနေကတော့မေသူကိုစေကန်းမှာစောင့်နေရတယ်။ ီချိန်မှာဆေးကန်းရဲ့ပရင်ပေါက်မှန်ကနေတားဘူးရဲ့ဖြူပဲ့ဖြူော်မျက်နှာကြီးကိုတွေ့ရလို့နော်နေတယောက်လန့်ပြီးတော့အော်မတက်ဖြစ်သွားတယ်။ပရင်ပေါက်ကိုအမြန်ပြေးသွားပြီးတော့တားဘူးတားဘူးလားတင်နှွဲကိုစိတ်ပူအောင်မလုပ်ပါနဲ့တားအိမ်ကိုပြန်လာရမယ်နော်တားမသေးရဘူးတားလေတင်နှွဲကိုခွဲမသွားဘူးနော်အယိုးတယောက်လိုရရွတ်ပြီးတော့ပရင်ပေါက်တကားကိုဖြွင့်ကြည့်တယ်။နော်နေရဲ့အမအခန့်ဟာဆေးကန်းရဲ့ဒုတိယတက်ဖြစ်တာကြောင့်ပရင်ပေါက်မှာဘလို့နင်းနေမှလူတစုံတစ်ဦးလာပြီးတော့ရဲလုံးမဖြစ်နိုင်ဘူး အခုဗတင်းပေါက်မှာတာဖို့ရိတ်ကိုမြင်ရချင်းဟာတာဖို့ငါတူလေတာဖို့အန်တီရင်နေကျိုးပါပြီတာရဲ့မယုံနိုင်သေးဘူးတားလေးပြန်မလာဘူးဆိုတာမယုံဘူးမနေ့ကမှတားနဲ့တတီပျပျော်ပပရှိနေကြတာလေဒီလိုတိတ်တူးရေယူပြီးတော့ကျိတ်ငိုတယ်အမားဖြစ်သူမေသူကြားသွားရင် ပုံဆိုးမှဆိုလို့ကျိတ်ပြီးတော့ငုံရတာမေသူက စေကန်းကနေထက်မှာစေချောင်အိပ်ပြောသွားတယ်မေသူနိုးလာရင်သူ့သားကိုမေးရင် ငါဘလို့ဖြေရမလဲတာဘူးရဲ့လောင်းကိုညာ9နာရီကမှတွေ့ကြပြီးတော့စေယုံကြီးကိုချက်ချင်းတည်ဆောင်သွားကြတယ်တာဘူးဖောက်ကင်ကတော့ယုံကျိုးမရဖြစ်တယ်တာရှိရပြေးလိုက်မိမဖြစ်သူကိုချော်လိုက်နေပဲမိသူသတိရလာပြီးတာဖြစ်သူရဲ့တရင်ဆိုကြောင့်အယူမွေးဝိုင်းဖြစ်လို့စိတ်ငြိမ်စေတောင်ထိုးပေးထားရတယ်နည်းနည်းကတာဘူးလောင်းကိုကြည့်ပြီးတော့ယူမတက်ပဲမယုံမှုတာလေးတာလေးတည်တာမယုံဘူးတာတိမ်နွဲကိုစနေတာလားမစပါနဲ့တာရဲ့ တင်းနှဲကိုမစပါနဲ့ကွာနောက်ကတွတ်တွတ်ရွတ်ဆိုပြီးတော့မျက်ရည်တွေတောင်ခိုင်းချောက်လိုလို ဖြစ်လာတယ်နွန်းနှဲရဲ့မိခင်နဲ့ဖခင်ဟာဘာသာရေးကိုလိုက်စားချသူတွေမဟုတ်လို့သမီးနှစ်ဦးကိုတဖောက်ဖောက်နဲ့တရားနာချတယ်သားပုလေးရဲ့ပြဆိုကြောင်းကျောင်းဦးကြီးဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေအားလုံးစိတ်မကောင်းဖြစ်ကြတယ်ကျောင်းဆရာကြီးရဲ့အမိန်ပြန်တန်းကို ကြားသူပေါင်းနေဟာမျက်ရည်ကြောက်ရတယ်နွန်းနှဲအဲ့ဒီတော့အေးဆက်တဲ့လက်တစ်ပတ်ဟာခြေထောက်ကိုလာကင်တာကြောင့်ရုပ်တရက်လန်နှုတ်လာတယ် မျက်စိဖွင့်ကြည့်တော့အပြိုစင်းရေစိုးဝတ်ကြည့်နေနွဲ့နွဲ့ချိန်မှာမျက်နှာတည်ကြီးနဲ့နွဲ့နွဲ့ကိုစိုက်ကြည့်နေတဲ့တာဖူကိုညာအိတ်မီးအောင်ပြပြအောင်မှတွေ့ရတယ်။နွဲ့နွဲ့ရဲ့ပါးစပ်ဟာအားစေးမိသားသူတယောက်လိုပုံမရလှုပ်မရဖြစ်နေတဲ့ချိန်တာဖူကတိနွဲ့တာကြောက်တယ်။တာကိုသူတို့တွေရေထဲကိုဆွဲချကြတယ်။တာနဲ့မယ်ကိုသူတို့တွေထက်ထက်ခေါ်လို့တာရေကန်စီကိုရောက်သွားတာ။သူတို့ကလူစားလဲကြတာ။တာခုကန်ထဲကနေ ဘဲမှမသွားရဘူးနောက်ထပ်လူတွေခေါ်အောင်ပါတားကိုကိုညီပေါင်းတင်တွင်တားကြောက်တယ်တားကြောက်တယ်ဒီတန်ကိုအစမပြတ်ကြားနေရတာကြောင့်နွန်းနွဲနားကိုလက်နဲ့ပိတ်လိုက်တယ်ဒီချိန်မှာမိတွေဟာရုတ်တရက်ပွန့်လာပြီးတော့နွန်းနွဲဖောက်ခင်ခန်းထဲကိုပြင်းဝင်လာတယ်တမီးနွန်းနွဲစိတ်ထိတ်ဒီလိုပြောပြီးတော့တမီးကိုနှစ်သိမ့်ပေးတယ်နွန်းနွဲရဲ့မိခင်လည်းအခန်းထဲဝင်လာရနွန်းနွဲကမိခင်ကိုဖတ်ပြီးတော့ရှာကြည့်တဲ့ငွေငိုကြည့်တယ်နွန်းနွဲအချိန်မှာရေစိုးပြီးကွက်နေတဲ့နေရာနဲ့ ူတယောက်ရေဆုံနေတဲ့ခြေရာတွေကိုလည်းတွေ့ရပြန်တယ်။နွေနွေရဲ့မိခင်ဟာသမီးကို ကြည့်ပြီးတော့စိတ်မကောင်းဖြစ်တယ်။မခင်မေဒီညမင်းသမီးနဲ့တူတူအိပ်ပေးလိုက်ကွာ။ငါတို့မြေလေးကမကြွသေးဘူးကွာ။သူ့အတော်ကိုဆွဲပြီးတော့ထေးသွားတော့သူ့အတော်စီကို မကြာခဏရောက်လာမယ်ထင်တယ်။နှစ်ဖြန်ငါတို့တွေဖုန်းကြီးချောင်းသွားပြီးတော့ကြိုးချောင်းရှောင်းမယ်။ရက်လက်တရားနာရင်တားပုလေးကိုရေကန်စီမှာတိတ်ချသွားခေါ်ပြီးတော့အမြပေးဝင်မယ်။ဒီလိုဆိုကား လေးတွဲတဲ့ခြေလမ်းလေးနဲ့အခန်းစီကထွက်လာတယ်။နွယ်နွယ်တို့သားမိနှုတ်ကတော့မျက်ရည်မျက်စတွေနဲ့ဖြစ်နေတယ်။သားပူလေးရဲ့ရက်လက်တရားနာပြီးမှတော့နွယ်နွယ်ရဲ့အခန်းစီကိုသားပူလေးရောက်မလာတော့ဘူး။ဒါပေမဲ့လည်းအဖြူစိမ့်ယူစိုးဝင်တဲ့ကျောင်းသားတအုပ်ကတော့အဲ့ဒီတိုက်နေမှာမကြခဏတွေ့ရတယ်။နောက်ပိုင်းအဲ့ဒီရေကန်မှာလူငယ်တွေတိုက်စုံမှုတွေထပ်မံဖြစ်ပေါ်ခဲ့တယ်။အခုတော့နှစ်တွေကြာခဲ့ပြီ။သားပူကိုမြင်တွေ့သူတွေ မရှိကြတော့ဘူး။နွယ်နွယ်တောင်အိမ်တောင်ကြပြီးတော့သားသမီးတွေထုံကားနေပြီ။အဲ့ဒီရေကန်ကြီးမှာတခါတည်းကကံအော်တန်တွေကြားတတ်တယ်။တကယ်လို့ကံထဲကမိမိရဲ့နာမည်ကိုခေါ်တန်ကြပါကလုံးဝလုံးဝမသွားကြပါနဲ့လို့တတိပေးကြပါတယ်။